နိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးသွေးကကင်းဝင်ပြီးကိုယ်စိတ်နှစ်ပါးလုံးကျုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမကတော့ချူပါ။ဒီနေ့နိုဝင်ဘာ14ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ဆင်အာနာရှင်ခေဆက်ဆက်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြားဆောင်ခဲ့ကြရတဲ့ ကျောင်းသားလူငယ်လူရွယ်အာသာနေသူရဲကောင်းအပေါင်းတို့အားဥညွတ်အလေးပြုရလို့ CRPS သဝင်လွှာပေးပို့လိုက်တဲ့တဲ့င်းတိုင်းသားတော်လိုင်းတက်များဆီယနာရှင်စနစ်ကို အပီးတိုင်းဖြိုဖျက်ပြီး သမိုင်းမော်ကုန်းအစ်စ် site to ရေးထိုးတွန်းလှန်သွားကြရင်တိုက်တွန်းလိုက်တဲ့တဲ့င်းကြာကလာတည်တံတရာပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဘ ഹു ကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့ STB token ကကဘာကျော်ငွေရောင်းဝယ်ဈေးကွက်တစ်ခုဖြစ်တဲ့ MEXC ပေါ်မှာစရင်းဝင်ရောက်နိုင်ခဲ့တဲ့တင်အရမစစ်သားစုဆောင်းခံရသူတပ်သားတို့ drone gun အပါအဝင်စစ်သုံးပစ္စည်းတွေနဲ့အတူနေပြည်တော်ပကဖထံအလင်းဝင်ရောက်ခဲ့တဲ့တင်နဲ့ဒီနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးဖားဆောင်ဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်တော်လှန်ရေးစာနာပြလူမှုတပိတ်တင်နေပဲဖြစ်ပါတယ်ရှင် ထမဆုံးသတင်းတပုတ်အနေနဲ့ဆင်ယနာရှင်ခေတ်ဆက်ဆက်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြာဆုံးခဲ့ကြရတဲ့အကြောင်းသားလူငယ်လူရွယ်အာဆာနီသူရဲကောင်းအပေါင်းတို့အားဥညွတ်အလေးပြုတယ်လို့ CRPH သဝင်လွှာပေးပို့လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆင်ယနာရှင်ခေတ်ဆက်ဆက်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြာဆုံးခဲ့ကြရတဲ့အကြောင်းသားလူငယ်လူရွယ်အာဆာနီသူရဲကောင်းအပေါင်းတို့အားဥညွတ်အလေးပြုတယ်လို့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဖော်ပြလိုက်ပါတယ်။ ဒီနေ့ကြာရောက်တဲ့105နှစ်မြောက်အမျိုးသားအောင်ပွဲနေ့တဝင်လွာကို ပေးပို့ရမှာအခုလိုထည့်သွင်းဖော်ပြလိုက်တာပါဆရာနာရှင်တို့ကတိုင်းပြည်ကိုဖျက်ဆီးရုံသာမက လူငယ်များရဲ့ပညာရေးကိုလည်းချိုးနှံရဲ့စူးစမ်းလျက်ရှိပါတယ်သို့တော်လည်းမျိုးဆက်သစ်လူငယ်များကစစ်ကြုံပညာရေးကိုလက်မခံဘဲမိမိတို့ရဲ့အနာဂတ်နဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်ရဲရဲဝံ့ဝံ့ရှက်တီကတိုက်ပွဲဝင်နေကြပါတယ်၎င်းတို့ရဲ့ဆွတ်လွတ်အနစ်နာခံမှုနဲ့စိတ်တက်တို့က လေးစားဂုံယူဖွဲ့ကောင်းတဲ့ကဲ့သို့နောက်လာနောက်သားများအတွက်ဆက်နမူနာအတူယူထိုက်တဲ့စိတ်ဓာတ်ဖြစ်ပါလေဆင်ရနာရှင်ခေဆက်ဆက်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရင်ကြဆုံးခဲ့ကြရတယ်။ចောင်းသားလူငယ်လူရဲ့အာဇာနည်သူရဲကောင်းအပေါင်းတို့အားဥညွတ်အလေးပြုအပ်ပါတယ်လို့သဝင်လွှာမှာဖော်ပြထားပါတယ်။အဲ့ဒီနေ့ဟာမြန်မာတမျိုးသားလုံးနေချက်ဆန့်ကျင်ရေးစိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပြီးပညာရေးလွတ်လပ်ခွင့်နဲ့အမျိုးသားရေးအသည့်တို့နှိုးကြစေခဲ့တဲ့အပြင် ကျုံပညာရေးစနစ်ကိုငင်းဆန်ကအမျိုးသားပညာရေးစနစ်ကိုစတင်အကောင့်ထဲပေါ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။အဲ့ဒီအမျိုးသားရေးစိတ်ဓာတ်ကိုအမွေဆက်ခံကဒီနေ့အချိန်မှလည်းနေချက်အင်္ဂလိပ်တို့ထက်အစပေါင်းများစွာဆိုးရွားတဲ့အကျန်းဖက်စိတ်အာဏာရှင်တို့ရဲ့ကျုံပညာရေးစနစ်အောက်မှာလွတ်မြောက်ရေးအတွက်မျိုးဆက်သစ်လူငယ်အလုံးကအသက်သွေးချွေးတွေပေးဆက်ခါအနာဂတ်မျိုးဆက်သစ်တွေစစ်ကြောပညာရေးစနစ်အောက်မှာလွတ်မြောက်ရေးကြိုးပမ်းအားထုတ်နေပါတယ်။ ။ CRPH ကအမျိုးသားနှိမ့်မှစပြီးလက်ဆင့်ကမ်းတည်ဆောင်ခဲ့တဲ့မျိုးချစ်စိတ်ဓာတ်စီးလုံးညီညွတ်မှုနဲ့မစုံမနစ်သောဇွဲလုံးလာလို့နဲ့အတူဆရာနာရှင်စနစ်ခြုံငိမ့်ပြီးစစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုပေါ်ပေါက်လာတဲ့အထိဆက်လက်အားထုတ်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ဖော်ပြထားပါလေ။တိုင်းသားပြည်သူတွေနဲ့အတူတော်လိုင်းအင်အားစုအားလုံးအနေနဲ့လည်းပြည်သူ့ဆန္ဒကိုစန့်ကျင်တဲ့မြည်သည့်အာနာရှယ်စနစ်ကိုမဆိုးရဲရဲဝံ့ဝံ့စန့်ကျင်တွန်းလှန်ရမယ်ဆိုတဲ့စိတ်ဓာတ်ကို မျိုးစစ်ချပေးခဲ့တဲ့အမျိုးသားအောင်ပွဲနေ့ရဲ့စီလုံးညီညွတ်တဲ့စိတ်ဓာတ်ကိုခခိုင်မမဆွဲကင်ကလက်တွဲညီညီရှေ့ဆက်ချီတက်ကြဖို့လေးလေးနက်နက်တိုင်တိုးတယ်လို့လည်းတဝင်လွားမှာဖော်ပြထားပါတယ်ရှင်တိုင်းသားတော်လိုင်းတက်များစိတ်အောင်လာရှင်စနစ်ကိုအပီးတိုင်းဖြိုဖျက်ပြီးသမိုင်းမော်ကုန်းအစ်စ်စိုက်ထူရေထိုးတွန်းလှန်သွားကြရန်တိုက်တွန်းလိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရကဒီနေ့ကြာရောက်တဲ့တရ5နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အတွက်ဂုံပြုတ်တဝင်လွာပေးပို့လိုက်ပါတယ်။တဝင်လွာထဲမှာတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားလုံးစီးလုံးညီညွတ်စွာဖြင့်စင်အားနာရှင်စနစ်ကိုအပြီးတိုင်ဖြုတ်ဖြတ်ပြီးတမိုင်းမော်ကိုအသည့်စိုက်ထူရေးထိုးတွန်းလှန်သွားကြရန်အမျိုးသားညီညွတ်ရေးအစိုးရနေဖြင့်အလင်းနက်ထားတိုက်တွန်းပြောကြားလိုက်တယ်လို့ဖော်ပြထားပါတယ်။ပြည်အောင်စုတမနာမြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် တိတ်သမိုင်းကိုပြန်လည်ထောက်ရှုရရင်တိုင်းတစ်ပါးရဲ့ကျူးကျော်ကျုံပြူခြင်းကိုခေါင်းငုံမခံမဲနိုင်ငံကိုချစ်မြတ်နိုးတဲ့အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်စွာဖြင့်လူလူကိုစီယုံစော်ဩခြင်းကိုလိုနီနေချက်များကိုတပိတ်လက်နက်ကင်ဆွဲပြီးစန့်ကျင်မှုများမှတဆင့်လက်နက်ကင်တိုက်ပွဲဝင်ပြီးတောင်တန်းမြေပြန့်စီးလုံးမြင့်ညွတ်စွာဖြင့်လွတ်လပ်ရေးကိုအရယူအောင်ပွဲဆင်နိုင်ခဲ့တဲ့လွတ်လပ်ရေးသမိုင်းကလည်းထင်ရှားပြီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ယနေ့ခေတ်မှာလည်းတိုင်းသားပြည်သူလူထုအပေါ်မှာမတရားအာဏာဖြင့်ဖိနှိပ်တပ်ဖြတ်နေတဲ့စစ်အာဏာရှင်စနစ်ဆိုးကိုတောင်တန်းမြေပြင်တိုင်းသားပေါင်းစုံနဲ့မြမပြည်သူလူထုတရက်လုံးကရရနီးလန်းဆုံးဖြင့်ခုခံတွန်းလှန်ပြီး Federal Democracy ပြောင်းစုကြီးတည်ဆောက်ရေးအတွက်ရှိမှန်းကပြည်သူ့ຫນွေဥတော်လှန်ရေးကြီးကိုဆင်နွှဲနေသည့်ကာလဖြစ်တယ်လို့အသိပေးဖော်ပြထားပါတယ်။ အမျိုးသားအောင်ပွဲနေ့ကိုအကြောင်းပြုပြီးတင်ငန်းစာ UN မှာအတိတ်သမိုင်းမှာလွတ်လပ်ရေးပန်းနိုင်ကို ရောက်ရှိအောင်နေချက်ကိုလိုနီနဲ့အာနာရှင်ဝါဒကိုစိစိလုံးလုံးညီညီညွတ်ညွတ်ဖြင့်တဆင့်ပြီးတဆင့်တွန်းလှန်အောင်ပွဲဆင်နိုင်သလိုယခုလက်ရှိပြည်သူ့ຫນွေဥတော်လှန်ရေးကြီးမှာလည်းမြန်မာတနိုင်ငံလုံးရှိပြည်သူတရက်လုံးအပါဝင်တိုင်းသားတော်လှန်ရေးတပ်ဖွဲ့များအလုံးစီလုံးညီညွတ်စွာဖြင့်ဆရာနာရှင်စနစ်ကိုအပြီးတိုင်ဖြိုဖျက်ပြီး Federal Democracy ပြည်အောင်စုတိဆောက်ရေးအတွက် ။တမိုင်းမော်ကုန်းအသည့် site ထူရေးထိုးတွန်းလှန်သွားရေးအတွက်တဝင်လွာထဲမှာတိုက်တွန်းထားပါရရှင်။ဆလဘီဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့င်းကိုပြောပြပေးပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်40မြေဆောင်2025ကိုနိုဝင်ဘာ23ရက်မနက်ပိုင်းမှာပြုလုပ်ခဲ့ကြပါသေးတယ်။ အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တက်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာတဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကော်မတီအဖွဲ့ဝင်တွေကအမှတ်စဉ်39မြေဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက် ရှေ့လုပ်ငန်းရှင်တွေနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေတွေဆက်လက်ဆောင်ရွက်ကြန့်ရှိနေတဲ့လုပ်ငန်းရှင်တွေကိုချပြရှင်းလင်းပါတယ်။အဲ့ဒီနောက် အစည်းအဝေးကိုတက်ရောက်လာတဲ့တာဝန်ရှိသူတွေကအကျေတဝင့်လဲဆွေးနွေးခဲ့ကြပါတယ်။အဆိုပါအစည်းအဝေးကိုပြည်အောင်စု ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းဦးဆောင်ကပြည်အောင်စုဝင်ကြီးများဒုတိယဝင်ကြီးများအမြဲတမ်းအတွင်းဝင်များတွဲဖက်အတွင်းဝင်များနဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ SME token ကကမ္ဘာကျော်ငွေရောင်းဝယ်ဈေးကွက်တစ်ခုဖြစ်တဲ့ MEXC ပေါ်မှာစရင်ဝင်ရောက်နိုင်ခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ နွေဦးဖွင့်ပြိုးရေးဘဏ် STB ရဲ့ STB token ကကဘာကျော်ငွေရောင်းဝယ်ဈေးကွက်တစ်ခုဖြစ်တဲ့ MEXC ပေါ်မှာစည်ရင်းဝင်ရောက်သွားပြီဖြစ်တယ်လို့နိုဝင်ဘာ23ရက်မှာအသိပေးထုတ်ပြန်ထားပါတယ်။ STB ဘဏ်ရဲ့ share အဖြစ်ဝယ်ယူထားကြတဲ့ STB token တွေကလက်ရှိမှာတော့ကဘာအစ်စ်မီငွေရောင်းဈေးကွက်တစ်ခုဖြစ်တဲ့ MEXC ပေါ်မှာစည်ရင်းဝင်ရောက်သွားတာဖြစ်တယ်လို့အသိပေးခဲ့တာပါ။ ဘုံအနာကအိမ်မက်ကိုယုံကြည်တက်ဝင်မှုကိုအကောင့်ထဲပေါ်မယ် SDB ရဲ့အစုရှယ်ယာတွေဖြစ် ICO Round 1 ICO Round 2မှာတခဲနဲ့ကဘာအနှက် စုစည်းမှုအားနဲ့ရင်းနှီးမြှုပ်နှံခဲ့ကြသူတွေအတွက်နှွေဦးအသီးအပွင့်ဖြစ်ဆက်ရောက်လာပါပြီနှွေဦးဖွံ့ဖြိုးရေးဘဏ် Spring Development Bank ဆိုတာလုံခြုံလွတ်လပ်မှုကိုမျက်နှိုးတဲ့ပြည်သူတွေလက်နဲ့တုံညာကနေတိစောက်ခဲ့ထားတာဖြစ်တယ်လို့ ပြည်သူတွေယုံကြည်အားကိုးရတဲ့ပြည်သူတွေပိုင်တဲ့ဘဏ်ဖြစ်တယ်ဆိုတာကိုထက်မှန်သက်သေထုလိုက်ခြင်းပဲဖြစ်တယ်။အခုဆိုရင် STB token တွေကကမ္ဘာကျော် top 10 exchange တစ်ခုဖြစ်တဲ့ MEXC ပေါ်မှာစာရင်းဝင် listed ဖြစ်လာပြီဖြစ်ကြောင်းအသိပေးအပ်ပါတယ်။ STB ရဲ့သမိုင်းစာမျက်နှာသစ်ဖြစ်သလို NUG အစိုးရနဲ့အတူတော်လှန်ပြည်သူတွေဂုဏ်ယူရမယ်ပြည်သူဘဏ္ဍာရေးအောင်ပွဲအရွေးတစ်ခုဖြစ်ပါတယ်လို့ຫນွေဥဖွင့်ပြောရေးဘဏ် STB ကအသိပေးထားပါတယ်။ STB မှာ MEXC ကိုသက်ဆိုင်ရာ wallet address အတိုင်းပေးပို့လက်ခံနိုင်နေဆိုတာ ਨੇ နိုဝင်ဘာ14ရက်ဒီနေ့မြန်မာစံတော်ချိန်ညနေ4:00နာရီမှာစတင်ပြီးတော့တရားဝင်ရှားဝင်နိုင်မှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာရမစစ်သားစုဆောင်းခံရသူတပ်သားတဦးဒရုန်းကန်အပါဝင်စစ်သုံးပစ္စည်းတွေနဲ့အတူနေပြည်တော်ပကဖထံအလင်းဝင်ရောက်ခဲ့တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ အာရမစစ်သားစုဆောင်းခံရသူတပ်သားတို့ဒရုန်းကန်အပါဝင်ခဲယမ်းတွေစစ်တုံးပစ္စည်းတွေယူဆောင်ပြီးတော့အလင်းဝင်ရောက်လာတယ်လို့နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖတာဝန်ခံကိုနောင်ချိုက PPTV ကိုပြောပါတယ်။ဗက်ပြောင်းခိုလုံလာသူတပ်သားစိုးထက်ကျော်ဒရုန်းကန်တလက်60မမဘုံသီးနှလုံး MA11G box 2 box 5.56G 50တောင်း ဆက်သွယ်ရေးစကားပြောဆက်နှလုံးတို့ကိုယူဆောင်လာတယ်လို့မြေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကိုနောက်ချိုးကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝင်ကြီးဌာနပါကဖာရုံချုပ်နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖာထံကိုဗက်ပြောင်းခိုလုံလာတဲ့အာရမစုဆောင်ခံရတဲ့တပ်သားစုထက်ကျော်ကိုတွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ဗက်ပြောင်းခိုလုံလာတဲ့တပ်သားကိုကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားပြီး တပ်သားရဲ့အချက်လက်တွေကိုစစ်ဆေးမေးမြန်းပြီးမှတ်တမ်းတင်လုပ်ငန်းစဉ်တို့ကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကိုဗတ်ပြောင်းခိုလုံလာတဲ့တပ်သားစုစုပေါင်း9ဦးအထိရှိပြီဖြစ်တယ်လို့လည်းကုန်တော်ချိုးကပြောပါတယ်။အကြမ်းဖက်ဆေးအုပ်စုလက်အောက်မှာဆက်လက်အမှုန်ထမ်းနေတဲ့တပ်သားများအနေနဲ့အာနာရှင်တစုရဲ့အကျိုးအတွက်ဆောင်ရွက်နေတာကိုအမြန်ဆုံးဆွတ်လွတ်ပြီးပြည်သူနဲ့ပူးပေါင်းကြဖို့အတွက်နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတိုက်တွန်းထားပါတယ်။ စင်အာနာရှင်ကိုစွန့်ခွာပြည်သူကိုမျက်နာမူပါလို့နေပြည်တော်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံ ပါဝင်နေစင်အာနာရှင်အမြင့်ပြည့်ချိန်မုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှင်မမင်းမြို့နယ်မှာအောင်လန်လွှင့်မြီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီး အတူရောင်ရွှေကောက်ပွဲစံကြေးရေးဆန္ဒပြတပိတ်ကိုဒီနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မြေရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြားရှုံးရေးဟစ်ကျွမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေတာခန့်တော်လန်ပြည်သူတွေကနေမြင့်မြင့်တက်မှုကြားတဲ့ခါနေပဲအကျန်းဖက်ဆက်တဲ့ကြာရှောင်းရေးဆန္ဒပြတဲ့ဘိတ်ကိုနေစဉ်ပြုလုပ်နေရပါရှင်။ ပြည်သူလူထုပေါင်းတဘာဝပေးလူလုံပေးဆိုတဲ့ပေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါသေးရှင်ကျေးဇူးတင်ပါတယ်ရှင်